မင်္ဂလာပါရှင်တင်တိအပ်တော်တမချန်းအစီအစဉ်မှာနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်တောရရှိမြတ်မြတုံးလျာချန်းခန်းကြီး7အခန်းငယ်1ကနေအခန်းငယ်23အထိကိုဒေါက်တာထွန်းမြတ်ရေးကအခုလိုတုံးသက်တင်ပြထားပါဗျာ ဖော်ရဲဖျားသခင်ကိုစိတ်ညစ်အောင်လှုပ်တဲ့လူမျိုးတော်ရဲ့အကြောင်းကိုတွေ့ရမယ်တောလေရချမ်းအခန်းကြီး7ကိုဒီကနေ့စတင်လေ့လာကြအောင်ပါအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းသိနာဆိုတဲ့ဒေသကနေသူတို့ထွက်လာခဲ့ကြပါပြီအခုအခန်းကြီး7နဲ့လာမယ့်အခန်းကြီး7ကတော့ကာဒေရှအရက်တို့တွားနေကြတယ်ဆိုတဲ့ခီးလန်းကဖြစ်စဉ်အကြောင်းအရာတွေပါပဲအဲ့ဒီလမ်းမှာ ပြဿနာတချို့တက်ပြီးထုံးစံအတိုင်းဣသရေလလူမျိုးတွေ မြည်တွားမြည်တမ်းကြပြီဒီအချက်တွေဟာဒီကနေ့ကျွန်တော်တို့အတွက်အလွန်ကောင်းမွန်တဲ့သင်ခန်းစာတွေဖြစ်လိမ့်မယ်လို့ကျွန်တော်ကြိုတင်ဖော်ပြလိုက်ပါတယ်တောလေယာကျမ်းအခန်းကြီး7အငယ်1တဖန်လူများတို့သည်အလိုတော်မရှိသောမြည်တမ်းခြင်းကိုပြုကြသဖြင့်ထာဝရဘုရားသည်သူတို့စကားကိုကြား၍အမျက်တော်ထွက်တော်မူ၏ရှို့တော်မူသောမိသည်သူတို့တွင်လောင်၍တတ်အစွန်အနား၌ရှိသောသူအချို့တို့ကိုပြေစီလိမ့်၏ ဘာကိုဘယ်လိုဖြစ်ပြီးတော့ဘယ်သဘောနဲ့မိတန်းညီးတွားကြတယ်တော့မသိဘူးညီးတွားမိတန်းကြတာကတော့အမှန်အဲ့ဒီမှာသူတို့ကို အစဉ်အမြဲစောင့်ကြက်ကြည့်ရှုနေတဲ့ဘုရားသခင်အမျက်တော်ထွက်ရတဲ့ကျွန်တော်ပြောပါမယ်ဘုရားသခင်ပေးသနာတော်မူသောကောင်းကြီးမင်္ဂလာဆိုတာဟာလူသားတိုင်းအဖို့အမြဲလုံလောက်ပါတယ်မယုံရင်ကျွန်တော်လွယ်လွယ်ကလေးပဲပြောပါမယ်မသေးတမင်းလေးစားရတဲ့ဆိုကြတဲ့လူတွေအဲ့ဒီမသေးတမင်းဟာကျေးဇူးတော်ပေါ့လေကို အလကားရှူဆက်ရတယ် ဒါဟာလဲကျေးဇူးတော်ပဲမဟုတ်ဘူးလားရေကိုလမ်းတစ်ပေးကချောင်းတစ်ခုမှငတ်ရင်ဆင်းတော့လို့ရတယ်နှင်းမုံအောက်မှာရှောက်သွားခွင့်ရတယ်ပထဝီမြေကြီးကိုနင်းချေခွင့်ရတယ်ဒါတွေဟာကျေးဇူးတော်ရဲ့အလွယ်ဆုံးဥပမာဥပမေယတွေပါပဲအချိန်ထဲမှာပဲဘုရားသခင်ကခိုင်းစေတဲ့အလုပ်တွေကိုအမျိုးမျိုးလုပ်ရတယ်ဒီလက်ဒီချေဒီအုံနောက်နဲ့မလုံမနေရလုပ်ရတဲ့အလျောက်ပင်ပန်းနွမ်းနယ်မှုတွေစိတ်အားကုန်ခန်းမှုတွေဒါတွေဟာရှိမယ် မှန်းချက်နဲ့နှမ်းထွက်မကြိုက်တာတွေလည်းရှိဖို့ရှိရလိမ့်မယ်။အဲဒီလိုကို့အလိုမကျတာလည်းရှိရောကျေးဇူးတော်တွေအကုန်လုံးကိုငပေးမှချိတ်ပြီးတော့လက်ငင်းကိုဒုက္ခရောက်တာလောက်ကိုသာဦးစားပေးညှင်းညူခြင်းတွေဟာအလွန်အကဲပြုတ်တဲ့လူတွေရဲ့သဘောတဘာဝ။အခုဣသရေလလူမျိုးကျွံပွားကနေလွတ်မြောက်ရသည်။တောထဲမှာအဖားနဲ့မုံနဲ့အရှံပဲစားရတယ်။စမ်းရည်နဲ့မိကန်အဖင့်ကြာအဖင့်ဆိုးသလိုနှစ်ချီပြီးတော့စားရောက်ရတဲ့အခွင့်တွေကို တို့ရခဲ့ကြပါလေတိုင်းပြည်ကိုလည်းပြန်ရလိမ့်မယ်ခါနန်ဆိုတဲ့နို့နဲ့ပြားရည်စီးတဲ့ဒေသကိုမင်းတို့ကိုပို့ဆောင်မယ်ဆိုတဲ့ဂရိသစ္စာတော်လည်းရှိခဲ့ပြီးပါပြီဒီကြားတွေကတို့ညီးကြပြန်တယ်အဲဂုတ်ထုနိုင်ငံကကျွံဘွားကထွက်ပြီးတော့တို့အေဒုံပင်လယ်ကြီးကိုဖျက်ပြီးကြတဲ့ကတို့အကြောင်းကိုကျွန်တော်ဖော်ပြခဲ့ပြီးပြီ မနုဿသန်စင်ဆိုတဲ့လူတွေရဲ့ထုံးစံအတိုင်းညီးတွားမြည်တမ်းနေ ဣသရေလဆိုရင်အထူးသဖြင့်ကျေးဇူးတော်ကိုနဖူးတွေဒူးတွေခံစားရတဲ့လူမျိုးသူတို့ဒီလောက်ကြီးညင်းညူနေစရာအကြောင်းဘာမှမရှိဘူးဒါပေမဲ့မနေနိုင်မထိုင်နိုင်ညည်းကြညူကြမြည်တမ်းကြရတယ်ဖျားသခင်ကိုအပြစ်ပြောကြတယ်မောရှိကိုဆိုရင်တော့အထူးပြောစရာမရှိဘူးမောရှိတို့အာယုံလို့ဆိုရင်သူတို့ညီလုံးညူလုံးအကြီးလို့တခါလေရိုက်မောင်းပုံမောင်းနေတောင်ဖြစ်မှာစိုးရလို့သူတို့ကိုမနေ့6ရ6ရနဲ့အချိန်ချင်းခစ်ခဲ့တာကို ပြီးခဲ့တဲ့ထွက်မြောက်ဟာကျမ်းတို့ဝုတ်ပြူဟာကျမ်းတို့မှာတဲ့ကျွန်တော်တို့အထက်ထက်ကျမ်းနာခဲ့ရပြီပါဘီအခုလည်းတခါခရီးလန်းတစ်ထောက်မှာညီးတွားမြည်တမ်းကြပြန်လျော်တယ်ကျမ်းစာမှာမဖော်ပြပြီမဲ့ဘုရားသခင်ကိုမကျေနပ်တဲ့အပြုအမူတွေနဲ့စန့်ကျင်ဆန္ဒပြကြပြီလို့ကျွန်တော်ခံမှန်းတယ်ဘာဖြစ်လို့လဲဆိုတော့မြည်တမ်းခြင်းတောင်မှရိုးရိုးမဟုတ်သေးဘူးအလိုတော်မရှိသောမြည်တမ်းခြင်းလို့ဆိုထားတယ်မဟုတ်ဘူးလားအဲ့ဒီမှာရင်ဘုရားသခင်အမျက်ထက်တဲ့အသည့်ဖြစ်ကုန်ပြီတော့ မီးနဲ့ရှို့တာတက်အစွန်းနာမှာရှိတော့သူအချို့သေစေလေဤတဲ့အငယ်နှစ်နဲ့သုံးကိုဆက်လက်နาศင်ကြပါအောင်စို့လူများတို့သည် မောရှေအားအော်ဟစ်၍မောရှေသည်ထာဝရဘုရားကိုဆုတောင်းသဖြင့်မိငိမ့်လေဤထာဝရဘုရားဤမိသည်သူတို့တွင် လောင်သောကြောင့်ထိုအရက်ကိုတဘေရဟူသောအမည်ဖြင့်မှဲ့လေဤဣတရေလကိုဇက်ခုံပေါ်မှာတင်ထားလို့သာဣတရေလဣတရေလလို့ခေါင်းတက်ပြီးပြောနေရတာ ကျွန်တော်လူသားထူးမခြားနာကြီးပဲဆိုတာမှတ်ယူကြပါနော်အခုဖျားသခင်ကိုဒေါသထွက်အောင်လှုပ်လို့မိထလောင်တာနာမည်တောင်မှဲ့ယူရတဲ့အချိန်အမိတွင်သွားတယ်တပေရအရတ်တဲ့ဖွံ့မြောက်ရာကျန်အခန်းကြီး18အငယ်9တုန်းကဆိုရင်တကယ်ရည်စရာကောင်းတဲ့အဖြစ်ကျုံခဲ့သေးတယ်ထာဝရဖျားကိုစုံစမ်း၍ရန်တွေ့သောကြောင့်မတ်သာနှင့်မေရီပါဆိုတဲ့နာမည်တွေဒေသတစ်ခုလုံးမှာတွင်ပြီးကျန်ရိုက်ခဲ့ရတယ် အဲ့ဒီလောက်ထိလူသားဆိုတဲ့အမျိုးအစားဟာဖျားသခင် ရှေ့မှာအပြစ်ကြီးတယ်။ဇာတိအပြစ်ဗီဇအာသန်နဲ့ဆိုတာကို ကျွန်တော်အလေးအနက်မှတ်ကြုံကြရပါမယ်။ gain အဲ့ဒီလိုဖျားသခင်ကိုစိတ်ဆိုးအောင် လုပ်တဲ့တရားခံလေးကိုအခုဆက်ပြီးတော့ပေါ်ပြသွားပါတော့မယ်။အငယ်လေးဣသရေလအမျိုးသားတို့နှင့်ယောနောလျက်ပါလာသောတပါးမျိုးသားတို့သည်တောင့်တသောစိတ်ဆွဲလန်းကြ၏။ဣသရေလအမျိုးသားတို့သည်လည်းတဖန်ငိုကြွေးလျက် ငါတို့စားစရာဖို့အမဲသားကိုအဘယ်သူပေးလိမ့်မည်နီပေါ်လာပြီမဟုတ်ဘူးလားဖျားသခင်အမျက်ခတ်ရတဲ့အထိပြဒနာဟာအဲဂုတ်ထုမှာအဖေကကြံခဲ့အမေကကြံခဲ့ဆိုတဲ့ကပြားတွေကစတဲ့ပြဒနာဣသရေလသွေးကလည်းတဝက်ပါတော့ရှေ့တဲ့ရတော့မလို့လို့နောက်ဆုတ်ရတော့မလို့လို့ဖြစ်နေတယ်။အီဂျစ်နိုင်ငံမှာနိုင်မြေကမ်းနဲ့ချောင်းယိုးမြောင်းယိုးနှစ်ဘေးမှာအဝဘိုက်ရိုက်စားခဲ့ကြရတဲ့အမဲသားဘက်ကသူတို့စိတ်ရောက်နေတယ်။ တော်လေရဘဝကိုကြိုတွေးပြီးတော့ကြောက်နေတယ်ဆိုရပုံစံမျိုးလို့ကျွန်တော်ထင်ပါတယ်ဒီနေရာမှာအီဂျစ်ကိုမကောင်းဘူးအဲဂုတ်ထုကိုမကောင်းဘူးဣသရေလကိုသာကောင်းတယ်လို့အတိတ်ပဲဖွင့်ရမှာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုရင်ယောသတ်အမျိုးအေဖရင်တို့မနာရှေတို့လူမျိုးနယ်တွေဟာအီဂျစ်မိခင်ကဆင်းသက်တာတွေပဲမဟုတ်ဘူးလားဒါပေမဲ့သူတို့ဟာဘုရားသခင်ကိုအကျွင့်မဲ့ကိုးစားတဲ့လူမျိုးတော်ရဲ့အလံတော်အောက်မှာရောက်သွားပြီဒါကြောင့် ကျွန်တော်ပြောတာကိုကျင်းမြောင်းတဲ့လူမျိုးရေးမျက်စိနဲ့ပွားပြီးမကြည့်ပါနဲ့အသက်ရှင်တော်မူသောဖခင်ဘက်မှာရဲဝံစွာပုံမအပ်နိုင်တဲ့ဘုံမဟုတ်ပတ်မဟုတ်ကပြားတွေရောင်စုံလူရှုပ်လူအုပ်တွေကိုသာကျွန်တော်ပြောခြင်းဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အသင်းတော်တွေများမှာလေဒီလိုပုံကိုယ်တွေအများကြီးရှိနေပါတယ်အသင်းတော်နဲ့အတူဗြိညင်သစ်တာဆိုတဲ့ဖခင်ဥဆောင်မှုနားမှာအမိမလိုက်ခြင်းဘူးနောက်ဆွဲခက်လန်းလန်းမှာပဲနေခြင်းနဲ့ ခရစ်မတ်ပျော်ပွဲလောက်မှာတော့ရှေ့ဆုံးကလာတယ်အစားအဖောက်အခမ်းအနားဆိုမပြက်ကွက်ဘူးပမာကျန်းစာသင်တန်းလို့ဆိုရင်တော့ရှာမတွေ့တော့ဘူးတနည်းအားဖြင့်ယုံကြည်ခြင်းအရာမှာမခိုင်မမာဖြစ်နေတဲ့လူအုပ်စုပေါ့ဒီတော့သူတို့ရဲ့ခြေလှမ်းတွေအနေအထိုင်တွေဟာဘုရားသခင်ရဲ့ဝိညာဉ်ခွန်အားဖြည့်ဆည်းခြင်းကိုမရယူနိုင်တော့ဘူးအသင်းတော်တို့ဟာဒီလိုလူမျိုးတွေကိုခိုင်မာတဲ့ယုံကြည်ခြင်းရဲ့ဘက်တော်ကားဖြစ်အောင်မလုံနိုင်တဲ့၍ကာလပတ်လုံး အခုလူမျိုးတော်ကိုမီးလောင်တဲ့ပြဿနာတွေဟာရှိနေမှာအမှန်ပဲလို့ကျွန်တော်အလေးအနက်ယုံကြည်မိပါတယ်။တောလေယာကျမ်းအခန်းကြီး7အငယ်9နဲ့6အေဂုတ်သူပြည်၌အလိုလျောက်စားရသောငါသားသခွားသည်ဖျဲသည်ကြက်သွန်အနီအဖြူအရင်အမျိုးမျိုးတို့ကိုအောက်မေ့၏။ယခုမှငါတို့အသက်သည်အားလျော့ပြီ။ဤမန္နမှာတပါကစုံတစ်ခုကိုမှမမြင်ရဟုဆိုကြ၏။ တမကျန်းစာတော်မြတ်ရဲ့အံဩပွေစိစက်စုံလင်းခြင်းကိုအခုဒီနေရာမှာမျက်ဝါးထင်ထင်တွေ့ရပြီ။သူတို့ရှေ့ဆုံးကထားပြီးစားကျင်တာငားတဲ့။ဘလောက်ထူးဆန်းတယ်လေ။အရင်တခါတုန်းကအမဲသားမစားရတဲ့ပြဿနာ။အမဲသားကတစ်ကနန်။အခုတော့ငားဖြစ်သွားပြီ။နှစ်ချီအောင်ဒီငားကိုသူတို့မစားခဲ့ရတာတော့အမှန်လေ။ဒီတောမြိုင်ဂန္ဓာရမှာရေကန်မရှိနိုင်ဘူးမဟုတ်ဘူးလား။အဲရှိသည့်တိုင်အောင်လဲ။ သူတို့မှာကွန်ပြစ်ပြီးတော့ငားမြားပြီးတော့ရှာဖွေစားဖောက်နှံရလောက်အောင်အချိန်ကလည်းရှိနေမှာမထင်ဘူးအဲဒီတော့တောထဲမှာသူတို့ငားငတ်ခဲ့ပြီအီဂျစ်မှာတုန်းကဆိုရင်တော့နိုင်မြင့်နဲ့ချောင်းမြောင်းတွေနဲ့ငားတွေကိုသူတို့ဆင့်ဖန်ပြီးစားခဲ့ကြရလိမ့်မယ်စားရတဲ့နေရာမှာနောက်ဆုံးငားကိုသူတို့လှဲ့မကြည့်ရင်လည်းအထီတောင်းမှာဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်အရှံပဲစားခဲ့ကြရလိမ့်မယ်အဲဒီတော့အဲ့ဒီအချိန်တုန်းကတော့သူတို့အဖို့ညင်းငွေတဲ့အစားအစာဖြစ်ခဲ့လိမ့်မယ် ီနေခဲ့ကြလိမ့်မယ်ယိုးနေခဲ့ကြလိမ့်မယ်ဟောအခုတော့မစားရတာလဲကြာရောအုံနောက်ထဲမှာငကြော်ကလေးတွေကိုသတိရတယ်ငားကင်ကလေးတွေကိုပြန်ပြီးအောက်မိလာတယ်မရှိပါဘူးဆိုတာကိုမှစားကျင်တဲ့လူစရိုက်ဒါကိုဖော်ကျူးတဲ့နေရာမှာတမကျန်းစာတော်မြတ်ဟာဘလောက်စိစက်စုံလင်ပြီးတော့အသက်ဝင်တဲ့ကျန်းစာလေဒါကိုလေလာသူတို့အနည်းနဲ့မှတ်ကျုံထားကြစေချင်ပါတယ်ကျွန်တော်ပြောခဲ့ပြီးပါပြီတမကျန်းပါလေ အတိတ်ပဲမရှိတာဆိုလို့တခုမှမရှိဘူးကျွန်တော်နားမလဲတာကရှိချင်ရှိမယ်ဆိုတာကျွန်တော်ပြောခဲ့ပြီးပါပြီအခုဒီနေရာမှာထင်ရှားလာပြီသမာကျမ်းစာတော်မြတ်ဟာဘလောက်ပြေဝစုံလင်တယ်လဲဆိုတာထင်ရှားနေပါတယ်အဲ့ဒီလိုရောင်စုံလူရှုပ်တွေကပြားတွေကစပြီးညှိလိုက်တဲ့နဲ့တပြိုင်နက်ကောင်းတာကသာမကုဆက်တာမကောင်းတာကျတော့သိပ်ပြီးအကူအဆက်မြန်ဆန်နေဣသရေလတွေတောက်ကြီးဟာအဲ့ဒီခိုလ်ကြီးတန်ဆိုတဲ့မနုဿတန်စီကြီးနဲ့ ဝိုင်းပြီးညီးကြပါလျောတဲ့အငယ်ခုနှစ်မှကိုမန္နပြီးနန်းနန်းစိမ့်နဲ့တူ၍ပဒေလသစ်စေကဲ့သို့အဆင်ဖြစ်၏လူများတို့သည်လှဲ့လေလျက်မန္နကိုစုသိမ့်၍ဆုံ၌ကြိတ်ချင်းထောင်းချင်းကိုပြုတ်ပြီးမှအိုးနှင့်ပြုတ်ကြ၏မုံပြားကိုလည်းလုတ်ကြ၏အရသာသည် မုတ်စီကျော်အရသာနှင့်တူ၏စခန်းချရာအရ၌ညအခါနှင်းနှင့်အတူမန္နကြရ၏ဒီနေရာမှာတန်ရှင်းသောဝိညာဉ်တော်ဟာ နှုတ်ကပတ်တော်မှာမန္နာဆိုတဲ့မုံအကြောင်းကိုအသေးစိတ်ပြန်ပြီးတော့ဖော်ကြည့်တယ်။ဒီမုံဟာဂျုံတို့ဆန်တို့ပဲတို့လို့အာဟာရတစ်မျိုးတည်းပါတာမဟုတ်ဘူးဆိုတာကိုဖတ်ပြီးပြောလာပါတယ်။အမျိုးမျိုးလှုပ်ရှားလို့ရတယ်။ပြင်ဆင်တဲ့နေရာမှာလည်းပုံသဏ္ဍာန်အမျိုးမျိုးပြင်ဆင်ပြီးတော့မုံပုံစံအမျိုးမျိုးလှုပ်ရှားလို့ရတယ်ဆိုတာပေါ်လာတယ်။တောလေယာဣတရီလာတို့ငတ်သေးတာအသာထား။ဖောတာရောင်တာလှီသွားတာတွေတောင်တယောက်မှမတွေ့ရတဲ့အထိ balanced diet လို့ခေါ်တဲ့အာဟာရမျိုးစုံလင်အောင် ပါဝင်တဲ့အစာဖြစ်တယ်။ချိန်ခွင်ရှာညီမျှတဲ့အာဟာရတစ်မျိုးပေါ့။ vitamin လို့ခေါ်တဲ့ဖက်ဆောင်ဓာတ်တွေပါတယ်။အစာဓာတ်တွေလည်းပါတယ်။ကစီဓာတ်တွေအစီဓာတ်တွေအကုန်လုံးမျှမျှတတာပါဝင်တဲ့အစာဆိုတာဟာရှင်းနေပါတယ်။အသက်မုန်းတဲ့ဟုတ်တယ်။မန္နဆိုတာဟာတောလေရာခီးတဲ့ဣတရီလာတို့အဖို့ဖျားသခင် ပေးခဲ့သော အသက်မုန်းပဲ။အဲ့ဒီမုန်းဟာနောက်ဆုံးတတ်တုချကြည့်လိုက်တော့ ခရစ်တော်ကိုကိုးစားပြုလာတယ်။အဖက်လန်းခရီးဖြစ်တဲ့နှုတ်ကပတ်တော်ကိုကိုးစားပြုလာပါတယ်။အဲ့ဒီလောက်အထိပြည့်စုံလုံလောက်စွာ နေဖို့ညစာဥပုံနေအတွက်ပါမကြံအောင်ကောင်းကင်ကချထားပေးနေတဲ့အသက်မုံကိုဣသရေလတို့အခုအပြစ်ပြောပြီးညင်းပယ်ကြပြီ။ဒီအချက်ဟာအခုကျွန်တော်လူသားတွေဖျားသခင်ကို ကြောက်တယ်ဖျားသခင်ကိုကိုးကွယ်ပါတော့မယ်လို့ခရစ်တော်ကိုကျွန်တော်ကြောက်ပါပြီးယုံကြည်ပါပြီးလို့ပြောပြီးတော့ ကိုယ့်ရဲ့ဘဝကိုခရစ်တော်စီမှာအကျွင့်မဲ့မအနှံထင်ရကိုသာ စိုင်းပြီးတော့ပမာကျမ်းစာကိုနဘေးချိတ်နေတာနဲ့တထရဲတူနေတယ်လို့ကျွန်တော်တင်ပြလိုပါတယ်မိတ်ဆွေအပေါင်းတို့ခင်ဗျာကယ်တင်ရှင်သခင်ခရစ်တော်ဟာကျွန်တော်လူလောကတစ်ခုလုံးရဲ့အပြစ်ဒုစရိုက်အနှောင်အဖွဲ့ကနေလွတ်မြောက်နိုင်ဖို့အတွက်ကားတိုင်းပေါ်မှာတက်ပြီးတော့သူ့ရဲ့အသက်ကိုပေးခဲ့ပါတယ်ဒီလိုကြီးမားတဲ့သူ့ရဲ့မေတ္တာနဲ့ကယ်တင်ရှင်ယေရှုတရားကို ယုံကြည်လက်ခံသူကျွန်တော်တို့အနေနဲ့သူ့အပေါ်မှာဘယ်တော့အခါမှညီငွေခြင်းမရှိအစဉ်သဖြင့်အခင်နှင့်တီမီနေထိုင်ဖို့အလွန်အရေးကြီးကြောင်းဒီနေရာမှာတင်ပြလိုက်ပါရစေ။ဖျားသခင်ဖျားသခင်ဆိုတာကိုပြောတယ်။ Praise the Lord ဆိုတာကိုပါဇက်ကလွယ်လွယ်ကလေးပဲရွတ်တက်ကြတယ်။အသက်လမ်းမှာတကယ်တကယ်ကိုယ်စိတ်ဆန္ဒရှိတဲ့အတိုင်းကျင့်သုံးပြီးတော့လောကဗျူဟာတွေနဲ့အလွယ်လမ်းကိုလိုက်ပြီးတော့ဖြည့်ရှင်းနေတာတွေဟာအခုဣသရေလတွေမန္နမုံကို ငါတို့မစားကြင်တော့ဘူးငကြော်နဲ့ငကင်နဲ့ကြက်သွင်ခြင်းကလေးကိုပဲပြန်စားတော့မယ်ဆိုပြီးညီးတာနဲ့အတူတူပဲလို့ကျွန်တော်တို့သင်ခန်းစာယူကြပါစို့အခုသမာကျမ်းစာအရာဆိုရင် မန္နမုတ်ဆိုတာကရောကောင်းကင်ကကြာလာတဲ့အစေကလေးတွေအတိုင်းစားမှာပဲဖြစ်တယ်လို့ဆိုလို့လားမဟုတ်ပါဘူးဆံကိုဆံမုတ်လုတ်ပြီးအမျိုးမျိုးမုတ်တွေလုတ်လို့ရတယ်လို့လုတ်စားနိုင်တယ်ကြော်စားနိုင်တယ်မီးဖုတ်စားနိုင်တယ်ကြိုက်ရအမျိုးမျိုးလုတ်စားနိုင်တာပဲမဟုတ်ဘူးလား ခရီးတဲ့အာဂန်တုတွေအတွက်တခြားအပိုစာရဘာမှဝန်တုပ်ဝန်ပိုးလို့လေးလေးလန်လန်တည်စရာမလိုတဲ့အပြင် နေ့စဉ်ညစဉ်ဘုရားသခင်ချထားပေးနေတယ်ကောင်းကြီးအဲ့ဒါကိုသူတို့ကအီလာတယ်အမှန်တော့မအီရဘူးလို့ကျွန်တော်မပြောချင်ပါဘူးဘုရားသခင်ကိုသွားပြီးတော့ဂျေစုကန်းတဲ့အချက်ဟာကအဆိုးဆုံးဖြစ်သွားခဲ့ရပါတယ်မောရှိလဲစိတ်ညစ်ပြီးဆိုတဲ့ခေါင်းစဉ်နဲ့အခုဆက်လက်ဖော်ပြပါမယ်တောလေယာကျမ်းအခန်းကြီး7အငယ်30မှ35 ်ထိုအခါလူများအသီးသီးတို့သည်မိမိတို့တဲတကားဝါ၌မိမိအိမ်တောင်နှင့်တကွငိုကြွေးကြသည်ကိုမောရှိကြရ၏ထာဝရဘုရားသည်ပြင်းစွာအမျက်ထက်တော်မူ၏အပြစ်ရှိသည်ကိုမောရှိသိမြင်လျှင်ဤလူအပေါင်းတို့ကိုထမ်းစေဟုသူတို့ကိုကိုတော်ကျွန်းအပေါ်မှတင်၍အဘယ်ကြောင့်အကျွန်ုပ်ကိုညှင်းဆဲတော်မူပါသနည်းအဘယ်ကြောင့်ရှေ့တော်၌မျက်နှာမရဘဲနေရပါသနည်းသူတို့ဤဘိုးဘေးများ၌ကျင်းဆိုတော်မူသောပြည်သို့သွား၍အထင်းသည်နို့သောသူငယ်ကိုဆောင်းတဲ့ကဲ့သို့ ဤလူတို့ကိုပိုက်ချီရဲ့ဆောင်းလောဟုကျွန်ုပ်အားမိန်တော်မူမီအကြောင်းဤလူအပေါင်းတို့ကိုကျွန်ုပ်သည်ကိုဝန်ဆောင်ပါသလောဖွားမြင်ပါသလောဤလူအပေါင်းတို့အားကြွေးစရာဖို့အမဲသားကိုကျွန်ုပ်သည်အပေမှာရနိုင်ပါအန်နီသူတို့ကကျွန်ုပ်တို့စားစရာဖို့အမဲသားကိုပေးပါဟုငိုကြွေးလေကျွန်ုပ်ကိုတောင်းကြပါ၏ဤလူအပေါင်းတို့ကိုကျွန်ုပ်တယောက်ချင်းသာမဆောင်ရွက်နိုင်ပါဆောင်ရွက်ရသောဝန်လေလေးလွန်ပါ၏ထို့သောကျွန်ုပ်၌ပြည့်တော်မူရင်၎င်းစိတ်တွေ့တော်မူရင်၎င်း အကျွန်ုပ်ကိုအပြင်းအမြန်သေစေတော်မူပါကိုဆင်းရဲကို ကိုမသိမမြင်ပါစေနဲ့ဟုထာဝရဘုရားအားလျှောက်ဆို၏ကျွန်တော်ကတော့လူတဲကလူတယောက်သာဖြစ်တဲ့မောရှိဟာဒီနေရာမှာအကြီးအကျယ်စိတ်ညစ်မှာပဲဆိုတဲ့အချက်ကိုနားလေခံစားနိုင်ပါတယ်ခံလဲခံစားမိပါတယ်တစ်ချိန်တည်းမှာသူ့ရဲ့ပြောစကားဆိုစကားတွေဟာဘုရားသခင်ကိုပူညာပူညာလုပ်တဲ့အဆင့်အထိဖြစ်တဲ့အတွက်ကြောက်စရာအပြစ်ကိုခံရနိုင်တယ်လို့လည်းကျွန်တော်မြင်မိပြီးအသေးရမိပါတယ် ဒါပေမဲ့ဖះရခင်သူ့ကိုအပြစ်ပေးခဲ့ပါသလားမပေးခဲ့ပါဘူးသူကအလုံးစိတ်သဘောထားကောင်းမွန်ခဲ့တယ်ဖះရခင်ရဲ့ကြေးတော်မျိုးကျွန်တော်မျိုးအဖြစ်ဘယ်တော့မှသစ္စာမဖောက်ခဲ့ရပါဘူးစိတ်တိုင်းကျသခင်အလိုတော်အတိုင်းနဲ့အမှုတော်ဆောင်ခဲ့ပါတယ်ကိုကြိုးအများကြီးစွန့်ခဲ့ပါတယ်ဖះရခင်ဟာလူတစ်ယောက်ရဲ့အတွင်းနှလုံးသားကိုမြင်တဲ့ဖះရခင်ဖြစ်တော်မူတဲ့အတွက်မောရှိကိုနားလေတော်မူခဲ့တယ်လို့ကျွန်တော်အလေးနဲ့ခံယူမိပါတယ်ကျွန်တော်လက်တွေ့ဘဝတွေမှာ ကိုကျော်စွန်ဝန်ထမ်းပြီးတော့အမှုတော်ဆောင်ခဲ့တဲ့ဓမ္မဆရာကြီးတွေတခါတလေစိတ်သက်သည်နင်းကန်ကြပြီးတော့အမှုတော်ဆောင်ဘဝကနေတောင်အပြင်ရောက်ကုန်တာတွေကြားပူပါလေအကောင်းလောက်ရတဲ့အကောင်းမမြင်ခံရတဲ့အပြင်လူအဖွဲ့အစည်းရဲ့အပုတ်ချတာတွေကိုမခံနိုင်လွန်းလို့ဒီလိုဖြစ်ရတယ်များဆိုရင်ဒီလိုစိတ်ကုန်ခန်းခြင်းဟာအပြစ်လို့များသတ်မှတ်မယ်ဆိုပါစို့ဟုတ်တယ်အပြစ်လို့ဆိုနိုင်တယ်ဒါပေမဲ့ဒါဟာဆရာသမားတွေမှာတဲ့အပြစ်မဟုတ်ဘူးနော် ကြံတဲ့လူတွေလူအဖိုးတန်တွေကိုအပြင်မရောက်ရောက်အောင်ဝိုင်းလုတဲ့လူတွေမှာပို့ပြီးတော့အပြစ်ကြီးရိုက်မယ်လို့ကျွန်တော်ယူဆမိပါတယ်။အငယ်16နဲ့18ထာဝရဘုရားကလည်းပင်ကျွန်းကျင်သောဣသရေလအမျိုးသားအဖက်ကြီးသူခုနှစ်ချိတ်ကိုငါရှေ့မှာစုဝေးစေပြီးရင်ပရိသတ်စည်းဝေးရာတဲတော်သို့ခေါ်၍သင်နှင့်အတူရပ်နေစေကြလော့။ငါသည်လည်းထိုရက်သို့ဆင်းသက်၍သင်နှင့်နှုတ်ဆက်မိ။ပေပေါ်မှာကျင်းဝတ်သောဝိညာဉ်အချို့ကိုငါယူ၍သူတို့အပေါ်မှာတင်မည်။ ဤလူတို့ကိုသင်တယောက်ကြီးသာဆောင်ရွက်ရမည်မဟုတ်ထိုအဖက်ကြီးသူတို့သည်ဝိုင်းညီ၍ဆောင်ရွက်ကြရမည်တဲ့အချက်အလေးနဲ့ငโกတဲကတယောက်တည်းအလုလုရတာကို မကြိုက်တဲ့မောရှိ သူပင်မန်းတာကိုဘုရားသခင်ကဂရုမစိုက်ဘူးလို့စိတ်အားငယ်တဲ့မောရှိနေ့အချက်အနေနဲ့ကတော့ဖွံ့မြောက်ဟာကြံတော့ကအကြောင်းကိုမိတ်ဆွေတို့မှတ်မိလားတော့မသိဘူးရောက်ခမကြီးရေသရောတုံးကလည်းအဲ့ဒီလိုပဲမောရှိကမောပန်းနေတာကိုတွေ့လို့ လူရုကိုစလေတွေနဲ့မင်းအလုတ်လုတ်ပါလားဆိုတော့အဲ့ဒီလူရုကိုစလေတွေကို အလွန်နှစ်သက်တဲ့မောရှိဖျားသခင်ကိုအကျင်းမဲ့ပုံပြီးအဲ့ရမယ်နေရာမှာတွားပြီးတော့ပူညံပူညံလှုပ်ချင်တဲ့မောရှိဖျားသခင်သူ့ကိုအလိုတော့လိုက်လိုက်ပြီဘာဖြစ်လဲဆိုတော့သူ့စိတ်တဘောတာဘလောက်ကောင်းနေဘလောက်ထိသူ့ဘုံမှာတစ္ဆာရှိတယ်ဆိုတော့ဖျားသခင်အပြည့်ဆုံးမဟုတ်ဘူးလားဒါကြောင့်မို့အဲ့ဒီမောရှိရဲ့အလိုကိုဖျားသခင်လိုက်လိုက်ပြီဒါပေမဲ့တခြားရိုးရိုးအလိုလိုက်တာတော့မဟုတ်ဘူး နာညီလုံးလို့အလိုလိုက်ရတဲ့သဘောမျိုးလို့ကျွန်တော်သုံးသပ်တယ်။အရင်တခါလဲအခုလိုပဲနာညီလုံးလို့နာပူလုံးလို့ကျွန်တော်ကမပြောတတ်မဆိုတတ်ပါဘူး။ကျွန်တော်ဒီအလုတ်ကြီးကိုတယောက်တည်းမလုံနိုင်ပါဘူးဆိုလို့အာယုံကိုလက်ထောက်အဖြစ်ဘုရားသခင်ခန့်ပေးလိုက်တာကိုအားလုံးသတိရကြလိမ့်မယ်ထင်ပါတယ်။အခုသူ့ကိုသူနာညီတဲ့အလျောက်မင်းလူ90ကိုရွေးပြီးခေါ်ခဲ့တဲ့မင်းစီကဝိညာဉ်ခွန်အားတွေကိုဝေမျှပေးပြီးတော့အဲ့ဒီလူတွေနဲ့ဣသရေလကို မင်းထိန်ကြောင်းရမယ်မင်းသက်သာစေရမယ်တဲ့အဲ့ဒီရောက်ခမကြီးရေတရောအကြံဉာဏ်ပေးတော့ငါလည်းကျွန်တော်ပြောခဲ့ပြီးပြီဖျားသခင်ကလူတွေရဲ့အကြောင်းကိုအသိဆုံးမောရှေရဲ့အကြောင်းကိုသူအသိဆုံးမောရှေခန္ဓာရေးရှိလို့ဖျားသခင်ကိုယ်တိုင်ဥဆောင်ပြီးတော့မောရှေကိုယ်တိုင်ခိုင်းတဲ့ကိစ္စအများဝိုင်းလုတာကိုဖျားသခင်မကြိုက်ခဲ့ဘူးလို့ကျွန်တော်ဖော်ပြခဲ့ပြီးပြီအခုလည်းဒီအတိုင်းပဲဖျားသခင်ကိုအတင်းနားပူတဲ့အခါကျတော့ဖျားသခင်ကဒီလူ90ကိုတော့ ူ့ရဲ့လက်ထောက်တွေအဖြစ်ဝိုင်းလုကြဆိုပြီးတော့ဘုရားသခင်ခန့်ပေးလိုက်ပြီမိတ်ဆွေများခင်ဗျာအဲ့ဒီလူ90ပါတဲ့အဖွဲအစည်းကြီးဟာလေနောက်ပိုင်းမှာဆန်ဟီဒရင်လို့ခေါ်တဲ့လွှတ်တော်ကြီးဖြစ်လာတယ်အခုအချိန်မှာဆိုရင်တော့နီဆက်လို့ခေါ်တယ်လို့ပေါ်ပြပါတယ်အဲ့ဒီဣသရေလလွှတ်တော်ဆန်ဟီဒရင်ကြီးဟာအဲ့ဒီအချိန်ကစပြီးတော့လွှတ်တော်ကြီးအဖြစ်နဲ့တည်ရှိသွားလိုက်တာလေအနာဂတ်သမိုင်းတစ်ချိန်မှာညကြီးအချိန်မတော် ခရစ်တော်ကိုသတ်စေဆိုတဲ့မတရားလွတ်တော်ကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့တင်ပြလိုက်ပါစီခင်ဗျာဒီကနေ့ကျွန်တော်တို့ရဲ့အသင်းတော်ကြီးတွေဟာအဲ့ဒီအတိုင်းပဲလက်ပြဲကြီးတွေဖြစ်နေကြသလားဆိုတာဟာအလွန်မေးသင့်မေးလိုက်တဲ့မေးခွန်းလို့ကျွန်တော်ယူဆမိပါတယ်လူအဖွဲ့အစည်းဖြစ်တယ်လူသားတွေဟာပူးပေါင်းဆောင်ရွက်ရမယ်ဒါကိုကျွန်တော်မငင်းပါဘူးတစ်ချိန်မှမှာပဲအဲ့ဒီအဖွဲ့အစည်းဟာ ဖျားသခင်ရဲ့မိုးတိမ်တိုင်ဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ညွန်ပြခြင်းအတိုင်းကလမ်းကိုရှာဖွေပြီးလျှောက်သွားဘယ်တော့မှမမှားယွင်းနိုင်ဘူးလို့တမချန်းစာအဖြစ်ပြက်ပြက်သားသားအဖြစ်ပြစ်လိုက်ပြစေဖျားသခင်ဟာသူစေခိုင်းတဲ့သူ့ရဲ့အမှုတော်အတွက်မနိုင်ရင်က တာဝန်ကိုဘယ်တော့မှမပေးပါဘူးလူကသာဇာတိပဂရိအင်အားပေါ်မှာအခြေတည်ပြီးတော့စိတ်ကြကြဆင်းမှုတွေငါတယောက်တည်းခံရရပြီဆိုတာမျိုးတွေအဲ့ဒီလိုအတွင်းမျိုးတွေ မမွေးမြူကြဖို့အထူးပဲအရေးကြီးတယ်လို့ကျွန်တော်ယူဆမိပါတယ်။အငယ်၁၈မှ20သင်ဒီလဲလူများတို့အားဆင့်ဆူရမည်မှာ။နက်ပြန်နေဖို့ကိုကိုကိုတန်ရှင်းစေကြလော့။အမဲသားကို စားရကြမည်။သင်တို့ကအဘဲသူသည်ငါတို့အားအမဲသားကို ပေးပါလိမ့်မည်နီ။အဲကုတ်သူပြည်၌နေစဉ်ငါတို့သည်ချမ်းသာစွာနေကြ၏ဟုငိုကြေးလျက်ပြောဆိုသံကိုထားဝယ်ရဖျားကြသောကြောင့်အမဲသားကိုပေးတော်မူသဖြင့်သင်တို့သည်စားရကြမည်။ တရက်၂ရက်၅ရက်၁၀ရက်အရက်၂၀သာစားရကြမည်မဟုတ်တင်တို့နှာခေါင်းထဲကအမဲသားထွက်၍ယွန်စရာဖြစ်သည့်တိုင်အောင်တလပတ်လုံးစားရကြမည်အကြောင်းမူကားတင်တို့တွင်ရှိတော်မူသောထာဝရဘုရားကိုတင်တို့သည်မချီမဲ့မြင်ပြုလျက်ငါတို့သည်အေဂုတ်ထုပြည်မှအဘဲကြောင့်ထွက်လာရကြသနည်းဟု ရှေ့တော်၌ငိုကြွေးလျက်ပြောဆိုကြပြီတကားဟု မောရှိအာမိန်တော်မူ၏ရှင်းရှင်းလေးပါနော်ငိုတိုင်းကောင်းတာမဟုတ်ဘူးကိုယ့်ဘက်ကိုရက်တဲ့မျက်ရည်မျိုးတွေနဲ့ အစားအသောက်ကိစ္စကလေးကိုအကြောင်းပြုပြီးတော့ယင်ထုမနာတွေလောက်တာကိုဘုရားသခင်မကြိုက်ဘူးမကြိုက်ပေမဲ့မင်းတို့ဆိုတဲ့ဣသရီလတွေတလောက်ငတ်ချေးကြတဲ့လူမိုက်တွေတဆိတ်ရှိအမဲသားမှစားကျင်နေဆိုပြီးတော့ငါကိုစိတ်ညစ်အောင်လုပ်တယ်တလာလုံးလုံးအမဲသားတွေကိုငါကြွေးမယ်တခါတည်းညီစော်နံပြီးတော့နှာခေါင်းကပြန်ထွက်တဲ့အထိကြွေးမယ်ဟေးဆိုပြီးတော့ဘုရားသခင်ကြိမ်းပါလေရောတယ်တရား6ခုမြောက်သောဆာလံအငယ်15မှာသူတို့တောင်းသောစုကိုပေးတော်မူ၏ သို့တော်လည်းသူတို့၌ပိန်ကြုံခြင်းကိုပေးသွင်းတော်မူ၏လို့ဆိုထားတာရှိပါတယ်။ကို့ဘဝအသက်တာကိုအသိဆုံးဟာဘုရားသခင်။သူမှုတ်သွင်းတဲ့ဝိညာဉ်နဲ့လှုပ်ရှားနေရတဲ့ကျွန်တော်တို့ကိုဖြစ်ချင်တာတွေကိုကြည့်ပဲစွတ်ရွတ်ပြီးမဖြစ်မနေမတောင်းကြရဘူး။အလိုတော်နဲ့အညီနေထိုင်ကြပါ။ရောင်ရဲတဲ့စိတ်နဲ့မွေးမြူကြပါ။စုတောင်းရမှာလဲအလိုတော်ကိုတစ်ဖက်ကဝန်ခံကြပါဆိုတာဟာဒီအပိုင်းရဲ့အလွန်အရေးကြီးတဲ့သင်ခန်းစာပါပဲ။ဒေါက်တာဂျေဗန်နန်မက်ဂီဟာ ဒီသင်ပြရသောသမာကျမ်းမူရင်းသို့မဟုတ် through the bible ဆက်စာအုပ်ကြီးကိုပြုစုခဲ့တည်ပေါ့သူသင်ယောက်ဆရာပေါ့ဆဘွားတော်ကအသင်းတော်ကလူချမ်းသာတယောက်ဟာစီးပွားပြက်ပြီးတော့စင်ပိန်ကျွဲဖြစ်သွားတဲ့အချိန်ချွဲတွေပြက်ပြက်ကျပြီးတော့စီးပွားရေးနလန်ထအောင်ဆူတောင်းဖို့သူ့ရုံးကန်းကိုနေတိုင်းလာလာပြီးဆူတောင်းခိုင်းတယ်ဒေါက်တာမက်ဂီကလည်းဒီလူကိုခင်မင်းနဲ့တနာတယ်နေ့စဉ်ဆူတောင်းပေးတယ်ဒီလူကလည်းပဲအဲ့ဒီလိုပဲမျက်ရည်ကျတဲ့အထိဆူတွေတောင်းနေအဲ့ဒီတော့ရတယ် စီးပွားရေးကြီးနလန်ပြန်ထတော့ဘီလီယံနာကြီးပြန်ဖြစ်သွားတယ်။ဒါပေမဲ့ဘာဖြစ်တယ်ထင်တယ်လေ။သူ့မိန်းမဟာလူမှုရေးဖောက်ပြန်မှုနဲ့အိမ်မော်ကဆင်းသွားတယ်။အင်္ဂလန်မှာပညာသွားတဲ့နဲ့သမီးနဲ့သားဘာသာမတူတဲ့လူတွေနဲ့ရှေ့စဉ်နောက်စဉ်အိမ်တောင်ပြုတ်သွားကြပါလေရောတယ်။သိရောမဟုတ်ဘူးလား။စီးပွားရေးပြတ်သုံးချိန်မှာဘီလီယံနာမဟုတ်တာ။ကောင်းကောင်းတော့စားရတယ်။လုံခြုံစွာတော့နေရတယ်။ပြီးတော့တစ်သေးကြီးဘီလီယံနာအဆင့်မှာသာမရှိတာ။ ်ငိမ့်ချန်ဖိုင်ယာဝပြောတဲ့အသက်တာလေးမှာတော့သူ့အနေနဲ့သူဖူဖူလုံလုံပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းချမ်းမြေ့မြေ့ရှင်သန်ခဲ့ရတယ်မဟုတ်ဘူးလားအဲ့ဒီဂျားတဲ့ကဘီလီယံနာမှဖြစ်ရှင်ပါတယ်ဆိုပြီးနင်းကန်စုတွေတောင်းတဲ့အခါကျတော့ဒီလူရဲ့စုတောင်းဟာမပြည့်ဘူးမဟုတ်ဘူးပြည့်တော့ပြည့်တယ်ဒါပေမဲ့တောင်းသောစုကိုရခြင်းနဲ့အတူပိန်ကြုံခြင်းပေးသွင်းမှုကိုပါခံလိုက်ရတာ ਨੇ အတူတူပဲလို့ကျွန်တော်ဒီနေရာမှာဆိုချင်ပါတယ်အခုဆိုရင်ဖျားသခင်ကိုယ်တိုင်ကဖော်ပြလိုက်ပြီ ။တလောက်မထီမဲ့မြင်ပြုတ်ပြီးတော့ငိုကြီးချက်မှလုတ်တဲ့လူတွေစားကြစမ်းအမဲသားတဲ့။အငယ်27မှ23မောရှိကလည်းအကျွန်ုပ်နှင့်ဆိုင်သောလူယောက်ျားပေါင်း6သိန်းရှိကြသည် ဖြစ်၍ကိုတော်ကတလစားเสียဖို့သူတို့အားအမဲသားကိုငါပေးမည်ဟုမိန့်တော်မူပါသည်တကား။သူတို့ကိုဝါစွာကြွေးခြင်းဟာသိုးစိတ်နွားတို့ကိုတတ်ရပါမည်လောသို့မဟုတ်ဝါစွာကြွေးခြင်းဟာပင်လယ်ငါးရှိသမျှတို့ကိုစူဝေးရပါမည်လောဟုရှောက်နေ။ထာဝရဘုရားက ထာဝရဘုရားလက်တော်တော်ငါစကားတီမီမတီမီကိုသင်သိလိမ့်မည်မောရှေအမိန်တော်မူ၏ထာဝရဘုရားဟာအမျက်တော်ထွက်နေတဲ့အဖန်နဲ့အဖြေပြုတ်တယ်ဆိုတာကိုသံမံအုံနောက်နဲ့စဉ်းစားလိုက်ရင်တောင်မှအဖြေရနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်ဒီအဖြေကိုကျွန်တော်တို့တွေ့ကိုတွေ့ရပါလိမ့်မယ်မောရှေကတော့သံမံလူအုံနောက်နဲ့အဖြေကိုတောင်းဆိုခဲ့ရှာပါတယ်ဘုရားသခင်ကျွန်တော်မှာအ ਨੇ စုံတက်သားဥကြီး6သိန်းမြတ်သောလူတွေရှိပါတယ်တဲ့ကိုတော်ကတလဇာလောက် ဇက်တိုက်ကြီးကျွေးမယ်ဆိုတော့ကျွန်တော်အနေနဲ့ဘာတွေဘယ်လိုလုပ်ရပါမလဲအဲ့ဒီလိုနေခဲ့ပါတယ်လူသားနဲ့ဖျားသခင်အလန့်ကွာဝေးခြင်းဆိုတဲ့အဖြစ်ကိုလူသားဟာမတွေးမိနှိုင်းရှာဘူးလူသားဟာကိုယ့်ရဲ့စွန့်ပကားနဲ့ကိုယ့်ရဲ့ညံအစွန်းအစနဲ့လုပ်ရင်ဘာမဆိုဖြစ်မလို့လို့ယူဆတတ်ကြတယ်ဆိုတာဟာဒီကျမ်းအရာမောရှိရဲ့စကားအရာခင်ရှားပေါ်လွင်နေစေပါတယ်အမှန်တော့လူသားရဲ့ဘဝဟာလက်တော်ထဲမှာသာရှိပါတယ် အသက်ဝိညာဉ်ဆိုတာဟာဖခင်သခင်ရဲ့အလိုတော်အတိုင်းသာရှင်သန်ရပါတယ်။ဒီအချက်တွေကိုလူသားဟာသိနိုင်ခဲ့ပါပြီချင်းဆိုတဲ့အချက်ကိုအခုကျွန်တော်စဉ်းစားမိရင်သဘင်းချမိပါတယ်။ကျွန်တော်မပြောနဲ့ရွေးကောက်တော်မူခြင်းခံရတဲ့မောရှိလိုပုံကူမျိုးတောင်မှမသိခဲ့ပါကလားဆိုတာကိုကျွန်တော်စဉ်းစားလိုက်မယ်ဆိုရင်ကြောချမ်းစရာကောင်းလောက်အောင်ဆက်လက်တွေ့ရှိလာရပါလိမ့်မယ်။ယုံကြည်ခြင်းဆိုတာရဲ့လေးနဲ့မှုကိုလည်းမြင်တွေ့လာရမှာအကံမဲ့ဖြစ်ပါလိမ့်မယ်။ ဖျားသခင်ကိုအနိုင်အထက်စောရကတက်တက်တဲ့လူသားတို့ရဲ့ဘဝဟာဘယ်လိုပြဿနာတွေတက်ပြီးတော့ဘယ်လိုအခက်တွေကြုံရမယ်ဆိုတာကိုနောက်သင်ခန်းစာမှာကျွန်တော်တို့ဆက်လက်တွေ့ရအောင်မှာဖြစ်တဲ့အကြောင်းတင်ပြလိုက်ပါရစေခင်ဗျာနောက်ကျရင်စီစဉ်မှာတောလျာချမ်းအခန်းကြီး7အခန်းငယ်24ကနေတောလျာချမ်းအခန်းကြီး7အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ 是。 《《天高级别吧才行。